ဒိုင်နေရှိမှာကြတော့မလွဲခဲ့ပါဘူး။ဟုတ်ဆိုတော့ဒါကျွန်တော်တို့ရဲ့ idol တွေပဲလေ။ကျွန်တော်တို့အရင်ကြိုက်ခဲ့ရတဲ့ကျွန်တော်တို့ငငယ်လေးကအားပေးခဲ့ရတဲ့လူမြညာရှင်တွေပဲဆိုတဲ့အခါတော့ကျွန်တော်တို့ဟိုကြောက်တယ်ဆိုတာထက်သူတို့ရဲ့ရှိမှာကျွန်တော်တို့ရဲ့ performance ကိုပြကွင်းရတဲ့အတွက်ကိုပဲကျွန်တော်တို့ကအရင်ကိုဝမ်းသာပြီးပြီးဖွင့်တာပြင်ဆင်သွားရတာပေါ့။လုံးဝမကြောက်နဲ့။အော်ဒါကိုအိမ်မက်နာကိုလိုက်တဲ့အခါမှာဒီကြောက်စိတ်တစ်ခုကြောင့်အရာရာပြောင်းလဲသွားနိုင်တယ်ပေါ့နော်။ဒါကြောင့်အာအလုံးကိုနက်ကလေးလောက်ထားရအကောင်ဆုံးချိုးစားရအကောင်ဆုံးချက်ပြတ်ခဲ့ရဖြစ်ပါတယ်ခင်ဗျာ။အော်တမီးက ကြတော့အရင်အရင်စပိုတင်ကောင်းတယ်အမတွေရောအမေတို့ရောပေါ့နော်အဲ့ဒီပြိုင်ပွဲစပြိုင်မယ်လို့ပြောပြီးတည်းဟာအဲ့လိုမျိုးဝတ်စုံလို့အဲ့မိတ်ကပ်ပါညာအကောလုံးစီစဉ်ပြီးတော့အခုမိတ်ကပ်ဆိုလည်းအင်းကအမပဲဝတ်စုံဆိုလည်းအမေတို့ပဲအကောလုံးလိုက်စီစဉ်ပြီးတာအင်းကတော့တည်ရဲ့ရှင်စပိုတင်ကလည်းအင်းကအပြည့်ဝပြည့်ရဲ့ရှင်80ရာခိုင်နှုန်းလောက်ကတော့ကိုကိုယုံကြည်မှုရှိတယ်20ရာခိုင်နှုန်းလောက်ကကြတော့ဒီဒိုင်းရဲ့ဆုံးဖြတ်ချက်ပေါ်မှာလည်းမူတည်ရဲ့ဆိုတော့လေအကိုကပါပါမလားနည်းနည်းပါတော့စိုးရိမ်စိတ်တော့ဖြစ်မိရဲ့ရှင်ဟုတ်ကျွန်တော်နာမည်ကတော့တင်ထူးအောင်ဖြစ်ပါရဲ့ခင်ဗျာ ်ညီမလေးကတော့စစင်ကြော်ပါရှင့်ကျွန်တော်နာမည်ကတော့မြို့ကုဇော်ဖြစ်ပါတယ် Cloud 7ကဒါကျွန်တော်ရဲ့ first time experience ဖြစ်ပါတယ်အာကျွန်တော်အနုပညာနဲ့ပတ်သက်ပြီးတော့သင်တန်းတွေလည်းအကျွေးကြုံမရှိသလိုအာကျွန်တော်ရဲ့ဒါ first time audition ဖြစ်ပါတယ်အဓိကပြိုင်တာတော့ကျွန်တော်အိမ်မက်တွေအထွတ်တတိရှိခြင်းလို့ပါကျွန်တော်အိမ်မက်တွေအထွတ်အနောင်တမရခြင်းလို့ဒီ Cloud 7နဲ့ပထမဆုံးလက်တွဲပြီးတော့ရှင်ပြိုင်တာပဲဖြစ်ပါတယ်ခင်ဗျာ customer ကြတော့ဟိုဟာညီမရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်နိုင်မယ်ထင်လို့ရှင်အဲ့ရနေပြီးတော့ဒီဒိုင်ဒီယာဒိုင်နိုဂျီမီဒီယာပေါ့နော်အခွင့်အရေးပေးခဲ့ရင်နောက်ဘောဇလန်တွဲတွေမှာပေါ့နော်ဘလူကရိုက်တာမျိုးကိုမဆိုအကောင်းဆုံးပြုဆောင်နိုင်မယ်လို့ကိုယ့်ကိုလည်းယုံကြည်လို့ရှင်ဒါကျွန်တော်တို့ရဲ့အိမ်မက်တွေပေါ့နော်ကျွန်တော်တို့ရဲ့အိမ်မက်တွေပြောလို့ရှိရင်ဒါကကျွန်တော်တို့ရဲ့ဝါသနာလည်းဟုတ်တယ်အိမ်မက်လည်းဟုတ်တယ်ပေါ့နော်အဲ့ဒီဟာတွေကိုကျွန်တော်တို့ဒီနေရာကနေပြီးတော့အကောင့်ထဲပုံနိုင်မယ်ပေါ့နော်အကောင့်ထဲပုံနိုင်မယ်ပြောလို့ရှိရင်ဒီနေရာကနေပြီးတော့ကျွန်တော်တို့ ကိုမီတောင်ပြောက်ပေးနိုင်မယ်လို့လည်းထင်တယ်လို့ကျွန်တော်တို့လည်းဒီနေရာအတွက်တရောင်းတနေရာကနေကျွန်တော်တို့ပန့်ဘူးပေးနိုင်မယ်လို့ကျွန်တော်တို့ထင်တယ်လို့ဒီနေရာကိုကျွန်တော်ဒါချင်းဖြစ်ပါတယ်အဲတွေ့ကြုံကတော့အရန်ဒါတမီးရဲ့ပထမဆုံးပြိုင်ပွဲ first time ပေါ့နော်အရန်စိတ်လှုပ်ရှားတယ်ဒါပေမဲ့ပြိုင်ပြီးတဲ့အချိန်မှာတော့အဲအေးစစ်စစ်ပဲပေါ့နော်ဆက်ဆက်ချင်းကတော့တော်တော်စိတ်လှုပ်ရှားခဲ့အကြောက်ဆုံးဆိုတော့မရှိပါဘူးအကုန်လုံးကကိုလေးစားအားကြရတဲ့ထိုင်နေပဲဆိုတော့လေအဲတမက်နည်းနည်းစိတ်လှုပ်ရှားတာတော့ရှိရဲ့ရှင် အာအကောင်းဆုံးတော့ကြိုးစားခဲ့ပါရခင်ဗျာဟုတ်ကဲ့ဟုတ်ဒိုင်နေရှိမှာကြတော့မလွဲခဲ့ပါဘူးဆိုတော့ဒါကျွန်တော်တို့ရဲ့ idol တွေပဲလေကျွန်တော်တို့အရင်ကြိုက်ခဲ့ရတယ်ကျွန်တော်တို့ငငယ်တွေကအားပေးခဲ့ရတယ်လူမြညာရှင်တွေပဲဆိုတဲ့အခါတော့ကျွန်တော်တို့ဟိုကြောက်တယ်ဆိုတာအထက်ဒါကျွန်တော်တို့သူတို့ရဲ့ရှိမ ကျွန်တော်တို့ရဲ့ performance ကိုပြကွင်းရတဲ့အတွက်ကိုပဲကျွန်တော်တို့ကအရန်ကိုဝမ်းတာပြီးပြီးပြင်တာပေါ့အာအကြည့်အပြောရင်းနဲ့ပတ်သက်ပြီးတော့ဗောနော်အဓိကကျွန်တော်စိတ်ပြင်ဆင်သွားရတာပေါ့လောကမကြောက်နဲ့အာဒါကိုအိမ်မက်နာကိုလိုက်တဲ့အခါမှာဒီကြောက်စိတ်တစ်ခုကြောင့်အရာရာပြောင်းလဲသွားနိုင်နေဗောနော်ဒါကြောင့်အာအလုံးကိုနက်ကလေးလုတ်ထားရအကောင်ဆုံးချိုးစားရအကောင်ဆုံးချက်ပြက်ခဲ့ရဖြစ်ပါတယ်ခင်ဗျာဟုတ်အော်တမီးရကြတော့အရင်အရင် sporting ကောင်းတယ်အမတွေရောအမေတို့ရောဘောနော်အဲ့ဒီပြိုင်ပွဲစပြိုင်မယ်လို့ပြောပြီးတည်းကဘယ်လိုမျိုးဝတ်စုံလို့အဲ့ make up ပါညာအကောင်လုံးစီစဉ် င်ပြီးတော့အခုမိတ်ကက်ဆိုလည်းအင်းကအမပဲဝှစ်ဆုံဆိုလည်းအမေတို့ပဲအကုန်လုံးလိုက်စီစဉ်ပြီးရအင်းကတော့တည်ရရှင်စပိုတင်ကလည်းအင်းကအပြည့်ဝပြည့်ရရှင်ဟုတ်ဟုတ်အော်ကျွန်တော်အနေနဲ့မိဘရဲ့နေမှာပေါ့နော်နေမှာအခုလည်းကျွန်တော်အကြောင်းတက်နေတဲ့အကြောင်းသားဖြစ်တဲ့အတော့အဲ့လောက်ထိရောအားပေးခြင်းမရောမြောက်ဝေးခြင်းတော့မရဘူးဒါပေမဲ့ကျွန်တော်လိုသေးတဲ့မရှိရဲ့ အမ်ပေါ်တော့မိပါရရောပံမိုးပေးပါရတယ်။ဒါပေမဲ့အခုပြိုင်ပွဲဝင်တာလည်းအင်အားကိုမသိပါဘူးခင်ဗျာ။ဒါကကိုကိုယုံကြည်မှုနဲ့လာပြီးတော့ပြိုင်တာပါခင်ဗျာ။ဟုတ်ကဲ့ပါဟုတ်။ဒါကျွန်တော်လည်းအတူတူပဲပေါ့နော်။ကျွန်တော်လည်းနေရပဲ။ပြောမှန်းဆိုကျွန်တော်တို့ကတနေသေးရ။ဟုတ်။တနေသေးရ။ဒါပေမဲ့တိကြတာတော့ဒီရောက်မှတိကြ။အဲ့လိုပဲပေါ့။နေရလာတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီမှာလည်းကိုယ့်အလုပ်နဲ့ကိုယ်လုပ်နေကြတာပေါ့နော်။အဲ့ဒီခါကျတော့ဒါဒီပြိုင်ပွဲဝင်ဖို့အတွက်ကျွန်တော်တို့ပြင်ဆင်နေတဲ့အတော်အတွင်းဒီမှာပဲ။တင်းနှန်းနေတက်နေတဲ့အတော်အတွင်းမှာဆိုရင်အဲကျွန်တော်အလုပ်တွေလာပြီးတော့ဒါဒီဘက်ကိုကျွန်တော်တို့လုံးဝအခြေစုံပြည့်ဝင်တာ အာအတိကရောအိမ်ကမတည်သေးဘူးဆိုတာပေါ့နော်ဟို100%တော့ခွင့်ပြုထားတာမဟုတ်ပေမဲ့အာကျွန်တော်အိမ်ကကျွန်တော်လိုလည်သိမ်းမရှိအောင်ဖြည့်ဆည်းပေးတာဖြစ်တဲ့အတွက်အခက်အခဲရောကြီးကြီးမားမားမရှိဘူးဒါပေမဲ့စိတ်လုံရှားရဲ့ကျွန်တော် first time ဖြစ်တဲ့အတွက်ဒီရောက်မှကျွန်တော်တငယ်ချင်းတွေလည်းတယောက်မှမပါခဲ့ဘူးပေါ့နော်ဒီရောက်မှတငယ်ချင်းတွေလည်းတည်ရဖြစ်တဲ့အတွက်ပေါ့နော်စိုးရင်စိန်လေးတွေပဲရှိခဲ့ရပါတခြားကြီးကြီးမားမားပြဿနာကြီးလေတော့ဘာမှမရှိခဲ့ပါဘူးခင်ဗျာဟုတ်ကဲ့အကြီးဆုံးအခက်အခဲရောကျွန်တော်ကအလုတ်ထွက်လိုက်တာအလုတ်ထွက်ပြီးတော့ကျွန်တော်ဒီဘက်ကိုခြေစုံပြည့်ဝင်တဲ့အချိန်မှာ ပထမတစ်ချက်ကကြတော့ကျွန်တော်ဒီလုံးဝဖွင့်မှုကြီး0ဖြစ်သွားတယ်။ဒါပေမဲ့အဲ့ချိန်မှာကျတော့ဘာဖြစ်သွားလဲဆိုတော့အိမ်ကနေကျွန်တော်ပြန်ကြည့်ရတယ်။အဲ့ချိန်ကျတော့အိမ်ကထောက်ပံ့ယူပြီးတော့ဟိုဒီလိုလေးသွားနေရတဲ့အခါကျတော့ပြောရမယ်ဆိုရင်တော့ကိုယ့်ဝင်ငွေ0အိမ်ကထောက်ပံ့ချက်နေပဲသွားနေရတဲ့အနေအထားလေးဖြစ်သွားတာ။ ဟို80ရာခိုင်နှုန်းလောက်ကတော့ကိုကိုယုံကြည်မှုရှိတယ်20ရာခိုင်နှုန်းလောက်ကကြတော့ဒီဒိုင်းရဲ့ဆုံးဖြတ်ချက်ပေါ်မှာလည်းမူတည်ရဲဆိုတော့လေအဲအတိကအခုအမားတွေကကြတော့ရွှေချိုလာပြိုင်တဲ့အမားတွေလည်းတော်တော်များအဲတည်ရဲဆိုတော့လာပြိုင်တော့အကောပါပါမလားနည်းနည်းပါတော့စိုးရင်စိတ်တော့ဖြစ်မိရဲ့ရှင်ဟုတ်အာအဲ့အနေပတ်သက်ပြီးရောပေါ့နော်စိတ်ကိုအဓိကပြင်ဆင်ထားရဲပေါ့နော်ဘာလို့လဲကတ်စတင်ခေါ်ပြီးဆိုရဲရပေါ့နော်လူအများကြီးပြိုင်ကြမယ်အဲလူအများကြီးဒီဥစ္စာကိုရှင်ပြိုင်မှာဖြစ်တယ်နောက်ပြီးတော့အောင်မြင်ပြီးသားလူတွေရောစူးစမ်းနေတဲ့လူတွေရောရှင်ပြိုင်မှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲ့အချိန်မှာကိုယ့်ကိုယ်စိတ်ကိုအဓိက ပြင်ဆင်ထားပါတယ်။အဓိကအဲ့လိုကိုကိုယ့်စိတ်ကို short ထားလိုက်မယ်ဆိုရင်အဓိကကိုပြချင်တဲ့ power ရေကိုပြချင်တဲ့အာ entertainment ကိုယ့်ရဲ့ parameter ကိုပြလက်ပြတ်တက်ခွင့်မရမှာဆိုတဲ့အတွက်ပေါ့နော်။ကိုယ့်စိတ်ကိုအဓိက short ထားပြီးတော့အကောင်းဆုံးလုပ်မယ်အကောင်းဆုံးဖြတ်တန်းမယ်ဆိုရင်စိတ်နေပဲရှင်ပြန်ခဲ့ရပါခင်ဗျာ။ဟုတ်။အာ mentality ဖြစ်တဲ့ပုံမှာကျတော့ဒါကျွန်တော်တို့လည်းနည်းနည်း pressure လေးတော့ရှိတာပေါ့နော်။ဘာလို့ဆိုတော့ဒီမှာဆိုလို့ရှိရင်လည်းတကယ်ဟို series ရိုက်နေတဲ့သူတွေရှိမယ်။သူ့နေရာနေသူအောင်မြင်နေတဲ့သူတွေရှိတယ်ပေါ့နော်။အဲ့ဒီကြားထဲမှာမှာကျွန်တော်တို့က mentality အနေနဲ့ကျွန်တော်တို့ဝင်ပြီးရှင်ပြန်ရတဲ့အပေါ်မှာကျတော့ ဟိုအဓိကတော့ကျွန်တော်တို့ဒီကိုစိတ်ကိုပဲပြင်ဆင်နေကျွန်တော်တို့ဒီအာဘယ်နေရာပဲလာခဲ့လာခဲ့ကျွန်တော်တို့ရောက်တဲ့နေရာကျွန်တော်တို့လုပ်တဲ့အလုပ်ကိုကျွန်တော်တို့ဒီ100%ချစ်မြတ်လို့လေအဲ့တော့ကျွန်တော်တို့100%အဲကိုယ့်ကိုယုံကြည်မှုအပြည့်နဲ့အကောင်းဆုံးလုပ်သွားမယ်ပေါ့နော်အဲ့ဒီကျွန်တော်တို့အကောင်းဆုံးလုပ်တဲ့အပေါ်မှာမှအာရွေးချယ်ခံရခြင်းမခံရခြင်းဒီကျွန်တော်တို့ရဲ့အာအားနည်းချက်ရှိသွားတဲ့အတွက်ကြောင့်မလို့ဒါဒိုင်းနေပေါ်လဲမှုတည်တယ်လို့ကျွန်တော်တို့ရဲ့အားနည်းချက်ရှိသွားတယ်လို့ဒါခံယူပြီးခံယူထားတယ်ပေါ့နော် အာဒီဗီဒီယိုလေးကိုကြည့်ရတဲ့အခါမှာပေါ့နော်ကျွန်တော်ကမျက်နှာသိဖြစ်တယ်။စူးစမ်းနေတဲ့လူငယ်တွေလည်းဖြစ်တဲ့အတွက်ပေါ့နော်အာစင်စမ်းမပြပေါ့နော်နောက်လာမယ့်အာအနုပညာလမ်းကြောင်းတစ်လျှောက်မှာလေအာဒီပရိသတ်တွေအာအပိမှုတွေနဲ့အတူတူရှေ့ဆက်အောင်မှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အာကျွန်တော်တို့အကောင်းဆုံးစူးစမ်းပါမယ်အကောင်းဆုံးလည်းအနုပညာလမ်းကြောင်းပေါ်မှာအာမှန်ကန်တဲ့လူအာစစ်မှန်တဲ့လူဖြစ်အောင်လည်းစူးစမ်းပါမယ်လို့ကျွန်တော်ဒီညနေပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဟုတ်ဟုတ်တူတူပါပဲရှင်ကျွန်တော်တို့ဒီအာ အခုမှကျွန်တော်တို့ဒီလမ်းကြောင်းပေါ်စပြီးတော့ဝင်ရောက်လာတဲ့သူတွေဖြစ်တဲ့အတွက်အကျွန်တော်တို့ကိုအဲမတိသေးတဲ့သူတွေကအများကြီးရှိတယ်အဲ့ဒီခါကျတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့အားပေးပါအာပြည့်သက်ရဲ့ဒါကျွန်တော်တို့ဒီအနုပညာလမ်းကြောင်းပေါ်ကိုရှောင်မဲ့သူတွေဆိုတာကပြည့်သက်ရဲ့အားပေးအားမြောက်မှုပြည့်သက်ရဲ့ sporting ပေးမှုဆိုတာလည်းကျွန်တော်တို့အတွက်ဒါနံပါတ်1အရန်ကြီးကြီးပါတယ်အဲ့ဒီခါအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကိုအားပေးပါအ အာကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့ပေးသက်တွေအတွက်ကျွန်တော်တို့ဘာတွေပြန်ယူလာပေးနိုင်မလဲဒါကျွန်တော်တို့အားပေးတဲ့ပေးသက်တွေအတွက်ကောဒါကျွန်တော်တို့ချစ်တဲ့သူတွေရှိမယ်ကျွန်တော်တို့မချစ်တဲ့သူတွေရှိမယ်ဒါပေမဲ့ကျွန်တော်တို့ဒီအာအားလုံးအတွက်ကျွန်တော်တို့အကောင်းဆုံးစူးစမ်းပြီးမှဖြစ်တဲ့အတွက်ကြောင့်ဒါကျွန်တော်တို့ကိုအားပေးပါလို့ကျွန်တော်တို့ဒါပထမဆုံးအနေနဲ့ဒါမေတ္တာရက်ခံကြပါလေ။ဒါရှေ့လျှောက်လည်းကျွန်တော်တို့အများကြီးစူးစမ်းသွားပါဦးမယ်လို့ပြောချင်ပါတယ်ဗျ။